ဗျကျွန်တော် အနေနဲ့ဒီမျိုးသင်းဆိုတာကကျွန်တော်တို့ဘက်မှာကျွန်တော်တို့ဒီဘက်မှာမရှိတော့ကျွန်တော်အနေနဲ့ပထမဆုံးပေါ့အဲဒီအင်းတော်ကကျွန်တော်ပထမဆုံးပထမဆုံးတွေ့အကြုံနဲ့ရောပြီးတော့ကျွန်တော်ကိုတက်ဆူမှုတာဝန်အနေနဲ့ရောယူရတာပေါ့ကိုရမပထမဆုံးအတွေ့အကြုံရောဖြစ်တယ်ဒီတက်ဆူမှုတာဝန်ရောယူရဆိုမှနည်းနည်းပေါ့ဆိုးရိမ်မှုရှိရပေါ့ကျွန်တော်တစ်ခါမှမတွေ့အကြုံခဲ့ဘူးတဲ့အတွေ့အကြုံမျိုးရရဆိုတော့ဒီပတ်စံနေဟာနင်တို့ပတ်စံမဟုတ်ဘူးအလူခံကောက်စားနေတဲ့သူတွေ ပြည်သူတွေပတ်စံပြည်သူတွေကအချိန်မရွေးစရင်စစ်ပိုင်ခွင့်ရှိတယ်အချိန်မရွေးမေးပိုင်ခွင့်ရှိတယ်ဒါကိုနင်တို့ကရှင်းပြရမယ့်တာဝန်နင်တို့မှာရှိတယ်ဟောလည်းမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတယ်မှာများသောကင်းဝေးကြပါသလိုဆူတောင်းပေးနေကျွန်တော်ရဲ့ကိုဂျက် Revolution Channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး reaction လို့တွားပေးခင်မှာတော့ယနေ့မေလ31ရက်နေ့စနေနေ့ရဲ့မနက်ပိုင်းထီအောင်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲဆုံးနေကြရှိပေးဖို့ဒီနေရာကပြီးတော့ထမှန်တောင်းဆိုလိုက်ပါတယ်အားလုံးအနေနဲ့ကတော့ တကောင်းဆောင်များဟာ၎င်းတို့ရဲ့ကိုရုစီပွားတဲ့နိုင်ငံတော်အာဏာကိုတင်းအဓမ္မမတရားသဖြင့်သိမ်းယူထားသည်မှာဒီနေ့မှဆိုရင်တော့အောင်981ရရှိပြီဖြစ်ပါတယ်။ ရောင်းစုသတင်းပုံတွေနဲ့ကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စကန်သိန်းတိုက်ပွဲများမှာထိုင်းနိုင်ငံဘက်ကထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအလုံးကိုထိုင်းစစ်တပ်ကနေပြီးတော့ BGF ထံပြန်လည်တွဲပေးခဲ့ကြောင်းတော်လိုင်းထောက်ပို့လုဆောင်နေတဲ့ AAC ကိုရဲမင်းကပြောထားတာသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာဘလယ်ရိုတပ်စကန်မှာနေပြီးတော့ထိုင်းနိုင်ငံကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား62ဦးကိုထိုင်းစစ်တပ်ကမြောက်ပြည်မြို့မှာရှိတဲ့ကင်းနေကြောင်းသောက်တဲ့ BGF ထံကိုပြန်လွှဲပေးနေတာဖြစ်ပါတယ်။သိရင်လည်းဗျစစ်သားတွေကသူတို့ကိုထိုင်းနိုင်ငံကိုအလေမြသွားဖို့သူတို့အပကနေပြီးအရှိန်အဟုန်လွှတ်ထားသလားတော့ ပြင်ရပါတယ်ပြေးလိုက်ပြီဆိုတော့ဟိုကတက်လိုက်ပြီဆိုတော့ပြေးတာထိုင်းနိုင်ကိုတန်းနေရပါပဲလက်တို့ကနေပြီး62ယောက်ကတော့မြောက်ဝတီကိုပြန်ပို့ထားတယ်စုံစည်းမြိုင်22ဦးကတော့စစ်နေတယ်နောက်ထပ်မိသားတွေလည်းရှိတယ်ထိုင်းစစ်တပ်ကစစ်နေတယ်ဘောလီဗျူအာပြန်ပို့မလားမြောက်ဝတီနေချာကော်မတီကတဆင့်နစ်ခွန်9ကိုပြန်ပို့မလားဆိုတာတော့မသိရသေးပါဘူးအခုကဒီနေ့မိတာဒီနေ့ဆိုရင်စရင်ကတော့တော်တော်များတဲ့အတွက်တိကျမသိရသေးဘူးလို့ဒေတာအခန့်တော်လိုင်းကြီးအကြီးမြစ်ကပြန်ထားတာကိုတွေ့ရှိရပါတယ်နောက်ထပ်သတင်းပုံတွေနဲ့ကတော့ စစ်ကောင်စီကကချင်လူလည်ရေးတမတော် KIA ရင်သိမ့်ပိုက်ထားတဲ့ကချင်ထူဒေတာတက်ကိုလည်းပြန်လည်တက်ခိုင်ရန်အတွက်ပြည်သူ့စစ်အများပြန်တဲ့စစ်ကြောင်းထိုးရန်စီစဉ်နေကြောင်းသိရှိရပါတယ်။စစ်ကောင်စီတက်တဲ့ပြည်သူ့စစ်ဥပပေါင်းတက်အင်အား900နီးပါးကဟဝိုင်းမော်မြို့နယ်လမြန်ရွာနီးကိုရောက်ရှိလာပြီး KIA နဲ့ထိတ်တန့်ရင်ဆိုင်နေတဲ့ချီနေကြောင်းဒေတာကန်သတင်းမီဒီယာကပြောထားပါတယ်။နေ့တိုင်းတင်ကန်းနဲ့လှမ်းပစ်ပြီးရှေ့ကိုတိုးနေတယ်။ KIA ပြည်ထက်ကစောင့်ပစ်တဲ့စစ်တပ်စစ်ကြောင်းကတဖြည်းဖြည်းနဲ့တိုးနေတဲ့အနေအထားရှိပါတယ်လို့လည်းဒေတာကန်သတင်းမီဒီယာကဖော်ပြထားပါတယ်။အကုန်တရင်ဥဆောင်တဲ့အချင်းဒီမိုကရေစီတက်မတော် ။ပြည်သူစစ်ကလည်းထိရောက်ထားတဲ့ကချင်ထူးဒေသတင်နေမြေမှာစော်လော်ချီပွေးစတုံးပန်းဝါကံပိုက်တီမျိုးတို့ပါဝင်ပြီး AIA နဲ့မဟာမိတ်များက2024ခုနှစ်ကအကုန်အပြီးပိုင်သိမ့်ပိုက်ထူးစစ်ဆင်တိုက်ခိုက်ခဲ့တာတော့အလုံးသိမှာဖြစ်ပါတယ်။အဲဒီမှာတော့ကချင်ထူးဒေသတင်သမတ်ချက်ကိုတရားဝင်ဖျက်သိမ်းကြောင်းလဲ AIA ကနေပြီးတော့ကြီးညာခဲ့တာရှိပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့မြန်မာထိုင်းနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်း၅ခုကို PNU ဦးဆောင်တဲ့ပူပေါင်းချက်တွေကမေလနောက်ဆုံးပတ်တွင်မှာပဲတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးလက်နက်ကြီးပါဝင်လက်နက်ခဲယံများပြားနဲ့တင်းစီခဲ့ရရှိခဲ့ပါတယ်။ နေနေမနဲ့ပိုက်မှာလဲဘရင်တောင်တက်စကန်နဲ့မော်ခီးတက်စကန်တို့ကို KNU ကဥဆောင်ပြီးတော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။မီလာတတိယဘက်ကစတင်ပြီး KNU တက်မှာ6ဟာမြောက်ပြည်မြို့တောင်ဘက်ဝေါ်လီဒေသမှာရှိတဲ့ထိုင်းနယ်ဇက်တလျှောက်ကစစ်ကောင်စီတက်စကန်တွေကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနေတာပါ။ပြီးခဲ့တဲ့မေလ23ရက်နေ့ကလယ်တူတက်စကန်၊မေလ28ရက်နေ့မှာကနေဒီတက်စကန်နဲ့မေလ29ရက်နေ့မှာ ရွှေအေးမြိုင်ဝမီတာတက်စကန်တို့ကိုလည်း ANU ကသိမ်းပိုက်ထားကြောင်းသိရှိလာပါတယ်။ဒီပြင်အတွက်ပံပိုးနိုင်မှုဒီပဲပြုလုပ်ထားတဲ့တော်လန်နုပညာရှင်ဖြူဖြူကျော်သိန်းရဲ့တကူတော့ဖြော်ပြပွဲ၅ဘွဲကနေရမုံဝေးသိမ်း၃သောင်းခွကျော်ရရှိခဲ့ကြောင်းထုတ်ပြန်ထားတာသိရှိရပါတယ်။ဖြူကျော်သိန်းရဲ့တကူတော့ပွဲတွေကိုလန်ဒန်၊ကိုရီးယား၊ဩစတေးလျနဲ့ဂျပန်နိုင်ငံတွေမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဖြော်ပြပွဲတွေမှာတော့မေလ25ရက်ကဂျပန်မှာပြုလုပ်ခဲ့တဲ့တကူတော့ဖြော်ပြပွဲကနေရန်တန်း80ကျော်မြန်မာငွေကျပ် သိန်း2000ခန့်ရရှိခဲ့တယ်လို့လည်း PPU in Japan ကနေပြီးတော့အတည်ပြုထုတ်ပြန်ထားပါတယ်အဲ့ဒီပွဲမှာလာရောက်ကြည့်ရှုသူက9000ကျော်ရှိခဲ့တာဖြစ်ပြီးသူမရဲ့ပွဲထဲမှာရန်မုံငွေအများဆုံးပွဲလည်းဖြစ်ခဲ့တယ်လို့သိရှိရပါတယ်။ EVL ကစတင်ပြီးတော့ Australia နိုင်ငံ Sydney နဲ့မဲပုံမှာပြုတ်ခဲ့တဲ့ပြောရည်ပွဲနှစ်ပွဲမှာတော့ Australia ဒေါ်လာ3သိန်းကျော်မြန်မာငွေကျပ်3,800ခန့်ရရှိခဲ့ပြီး Match La ကပြုတ်ခဲ့တဲ့ Korea နိုင်ငံပြုတ်ပွဲပွဲမှာတော့ Korea 1,3300ခန့်မြန်မာငွေကျပ်3,600ခန့်ရရှိခဲ့တယ်လို့လည်းသက်ဆိုင်ရာဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ ရာအုံဆုံးပွဲအနေနဲ့ကတော့ပြီးခဲ့တဲ့နှစ်ဘူဝင်ပါရနေရနေ့ကပြုလုပ်ခဲ့တဲ့ပြည်ပြန်လန်လန်ပွဲကရရှိခဲ့တဲ့ရမုံငွေကိုထုတ်ပြန်ထားခြင်းမရှိမဲပြီးခဲ့တဲ့ငလင်အတွက်ဒီပွဲကရရှိတဲ့ငွေတွေကသိန်းတစ်ထောင်လူတန်းခဲ့တယ်လို့လည်းဖော်ပြပွဲကျင်းပတဲ့အကြောင်းဖြူဖြူကျော်သိရင်တကူတော့ဖြူဖြူပွဲတွေမှာမြန်မာငွေကျပ်သိန်းပေါင်း၃၀၀၀ဝယ်ကျော်ရရှိခဲ့တယ်လို့ချန်ပီယံတက်ချက်လို့ရပါတယ်ဒီပွဲတွေကိုတော့ဖြူဖြူကျော်သိရင်လုံးဝအမှုပညာရှင်မယူပဲမြစ်တာနဲ့တွားရောက်ဖြူဖြူခဲ့တာဖြစ်ပြီးတော့တလုံးမှာတော့သူမရဲ့ကျမရဲ့အခြေအနေရဖြူဖြူပွဲပြုလုပ်မှုကိုအစ်တာရနာထားမယ်လို့ဒီပေးထားကြောင်းလည်းသိရှိရပါတယ် မျိုးရအောင်ပဲဒီဗီဒီယိုတွေရမှာအကြောင်းအရာလေးကတော့လက်ရှိအချိန်မှာခိုင်နှင်းဝင်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုမှပြည့်ပြည့်နေတဲ့သတင်းတစ်ခုဖြစ်ပါတယ်။ဒီကတော့အားလုံးသိတဲ့အတိုင်းပဲပြန်ပြီးတော့မိမိကိုလှူလှူတဲ့လူကိုပြန်ပြီးတော့တရားစွဲမယ်ဆိုတဲ့အထိဖြစ်လာတဲ့နေသားတစ်ခုဖြစ်ပြီးတော့ဘာကြောင့်များဒီလောက်အထိဆွဲဆန့်နေရလဲဖုံးကွယ်ခြင်းတို့များဝဲရှာနေတဲ့လုံထင်ရနေတာတစ်ခုပါပဲ။ချွေးနေစာဘယ်နဲ့ပြားပါ။အဲ့ဒီလှူလိုက်တဲ့ပတ်စံတွေကပြည်သူရဲ့ပတ်စံတွေလေ။ ပြည်သူကိုရှင်းအောင်လင်းအောင်ပြောရမှာပေါ့ပြည်သူကဒါမကြိုက်ဘူးဟေ့ဒါကတော့ငါတို့အမြင်မရှင်းဘူးဆိုရင်ပြည်သူရှင်းလင်းအောင်ခြပြမယ်တာဝန်တို့တာဝန်အလူငွေကောက်ထားတဲ့သူတွေရဲ့တာဝန်ကျမပြောရှင်းလားအဲ့တော့ပြောလိုက်လို့ရှိရင်ပြည်သူကလှူလဲလှူပါသေးတယ်အနှိမ်လဲခံရသေးတယ်ကျမတို့တိုင်းပြည်မှာကျမတို့တွေပြည်သူတွေကအဲ့လိုဖြစ်နေတာကျမတို့ပြည်သူတွေဘဝကအဲ့လိုဖြစ်နေတာနေရာတိုင်းမှာ လူလဲလူဝသေးတယ်ထောက်လဲထောက်ပံ့ရသေးတယ်ကျမတို့ပြည်သူတွေကအနှိမ်လဲခံရသေးတယ်သူတို့တွေရဲ့မောက်မာမှုတွေကိုလည်းခံရသေးတယ်ဟုတ်လားစေတနာနဲ့လုပ်ပေးတာမနာလုံလို့တိုက်ခိုက်နေတာဟဲ့မနာလုံအောင်ငါတို့ကတော့မှနင်တို့ကိုလှူဖို့အတွက်အလှငွေထည့်ထားတာလေနင်တို့ကိုဘာမနာလို့ဇာအကြောင်းရှိလဲနင်တို့ကတထေးလားနင်တို့ကချမ်းသာနေတဲ့သူလား နင်တို့ရဲ့ပိုင်ဆိုင်မှုဘာမှမရှိတဲ့အဆင့်နေရနေပြီးတော့မှဒီအလောက်တွေလောက်တော့မှနင်တို့ကလည်းပြောင်ရောင်သွားတဲ့ဟာကိုနင်တို့ကို ပြန်ပြီးမနာလွန်အောင်နင်တို့ကအလှဝင်နဲ့မိညာမိစားတောင်းနေတဲ့သူတွေငါတို့ပြည်သူတွေကလှူဒန်းနေတဲ့လှူတွေငါတို့က donation ငါတို့ကပြုတ်နေသူတွေလှူနေသူတွေ donate လုပ်တဲ့သူတွေနင်တို့ကအလှခံစားတဲ့သူတွေအလှခံစားတဲ့သူတွေကအလှရှင်တွေကိုတဖန်ပြန်ပြီးတော့မှ ချီမိုးချင်းခံနေရတဲ့တိုင်းပြည်ဘာဖြစ်လို့အဲ့လိုခံရတယ်လဲဆိုရင်ကျမတို့ပြည်သူတွေညံ့လို့အားလို့တုံးလို့အယုံလုံးလို့ဟုတ်သလားဟုတ်တယ်နော်အဲ့တော့ကျမတို့နိုင်ငံတကာမှာတော့ဖောင်ဒေးရှင်းတစ်ခုထူထောင်နေဆိုလို့ရှိရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုအရင်ဆုံးချပြရတယ် ဒါဆိုရင် foundation မလုပ်ခင်တော့မိမိပိုင်ဆိုင်မှုဘယ်လောက်ရှိခဲ့သလဲအလူခံမစားခင်တော့မိမိပိုင်ဆိုင်မှုတွေဘယ်လောက်ရှိခဲ့သလဲအလူခံစားပြီးတဲ့နောက်မှာမိမိပိုင်ဆိုင်မှုတွေဘယ်လိုပြောင်းလဲသွားသလဲဒါဆိုရင်ဒီငွေကြေးတွေဘယ်ကရလာသလဲဒီပိုင်ဆိုင်မှုတွေဘာကြောင့်ဖြစ်လာသလဲလို့ပြည်သူတွေကမေးခွန်းထုတ်ရင်ပြည်သူတွေကိုပြန်ဆဲရမှာမဟုတ်ဘူးပြည်သူတွေကိုပြန်တရားစွဲရမှာမဟုတ်ဘူးပြည်သူတွေကိုရန်ရှာရမှာမဟုတ်ဘူးရှင်းပြရမှာမဟုတ်ဘူး ပြည်သူတွေကချွေးနှဲစာနဲ့လှူထားတာပြည်သူတိုင်းကခန့်ညံ့ညံ့တော့မဟုတ်ဘူးမညံ့တဲ့ပြည်သူကမေးခွန်းထုတ်လာတဲ့အချိန်ကြလို့ရှိရင်ကလော်မတုတ်နဲ့ဟိုတရားဆွဲမယ်ဒီတရားမဆွဲမယ်နေနဲ့မအော်နဲ့ကျမဘလို့စီဒနာရင်းနဲ့မြစ်တာရင်းနဲ့လှုပ်ပေးတာပါဆိုပြီးတော့မှမာသာထရီဇာရင်းမီးအိမ်ရှင်နေလာမလုံးနဲ့ဟွန်းနင်တို့ပတ်စံမဟုတ်ဘူး ဒီပတ်စံนี่ဟာနင်တို့ပတ်စံမဟုတ်ဘူးအလူခံကောက်စားနေတဲ့သူတွေပြည်သူတွေပတ်စံပြည်သူတွေဟာအချိန်မရွေးစရင်စစ်ပိုင်ခွင့်ရှိတယ်အချိန်မရွေးမေးပိုင်ခွင့်ရှိတယ်ဒါကိုနင်တို့ကရှင်းပြရမယ့်တာဝန်နင်တို့မှာရှိတယ်အခုတော့ကျမတို့တိုင်းပြည်ဟာပြည်သူတွေကလေတိတ်တနာစရာကောင်းနေထောက်လဲထောက်ပံ့ရတယ်လှူလဲလှူရတယ်အဲ့အလူခံစားနေတဲ့သူတွေရဲ့ရန်ရှာခြင်းလဲခံရတယ် ချိန်မိုးခြင်းလည်းခံရတယ်။တနာစရာရမ်းကောင်းတယ်။မင်းစမ်းမှာပြည်သူတွေမင်းလို့ရပါတယ်။ဒေါ်လန်မျိုးတွေအားလုံးပဲဒီပိုလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့ဒေါ်လန်ရဲဘော်တွေကတယောက်ဖြစ်တဲ့နာမည်လေးကအရန်ချစ်ဖို့ကောင်းတဲ့ရဲဘော်တုတ်တုတ်ဖြစ်ပါတယ်။ရဲဘော်တုတ်တုတ်ရဲ့လက်ရှိတောင်းဝင်ဆန်းဆောင်တဲ့နေရာနဲ့လက်ရှိစီးရဲကျွေးကြုံတွေပြပြောင်းဖြစ်တဲ့အတွက်ဝေးထင်းရဲ့မြင့်မြတ်မှုလေးကိုပြန်လည်ဝင်ပြန်ပြီးချင်ဖြစ်ပါတယ်။မကြည့်တဲ့ဒေါ်လန်မျိုးတွေကျွန်တော်တို့ကြည့်တော်ရရပါတယ်။ ပြီးတော့ကျွန်တော်တို့เนี่ยตรุเนี่ยนีนีเลโหคอนกรีตแลนด์เนี่ยมาโหเวทีแบบกูชาเลยเราก็เลยပြောတာပေါ့တိုင်ရင်းနေတော့မင်းတို့ကောင်နေအလင်းဝင်မင်းတို့မိသားစုတွေကိုခေါ်ခဲ့တွေ့ပြီးမယ်ခမင်းရောကျွေးမယ်နေနေကျွေးမယ်မင်းတို့အေးမင်းတို့တော့ဘိုင်းနဲ့စားလို့မသိငါတို့တော့ပြည်သူတွေလာဖို့လေစက်သားရှင်တွေဝက်သားရှင်တွေစားတာပေါ့အာဒီလေအရင်ဆုံးဂျီလေးရဲ့အကြောင်းလေးဒီတော်လိုင်းမှာပါဝင်ဖြစ်ပုံလေးပါလေးပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့နည်းနည်းလေးအချင်းချင်းလေးမိတ်ဆက်ပြပါဦးဟုတ်ကဲ့ကျွန်တော်ကတော့ခုခုခင် MF တိုင်ရင်းမှာ တ်ဆွေမှုတာဝန်ထမ်းဆောင်နေရဲဘော်တုတ်တုတ်ဖြစ်ပါရဲ့ဟာနာမည်တုတ်တုတ်လားပေါင်ဟုတ်တယ်ဗျာကိုကျွန်တော်နာမည်တုတ်တုတ်ဟုတ်ပြီဟုတ်ပြီကြေပြောချပေါင်ရတဲ့အကြောင်းအရာတော့ကိုဒီအကြောင်းအရာကြီးကိုမကြိုက်တာပေါ့နော်မကြိုက်တော့ကြတော့ကျွန်တော်တို့2021 2021တလာပိုင်း2021 2020အကို2020တလာပိုင်းကနေစာပြီးဝင်ခဲ့တာကိုကျွန်တော်ဩကျွန်တော်တို့ရင်းနှီးကဆန္ဒကြီးကြရဲဆန္ဒပြလို့မရတော့တဲ့အတွက်ကြောင့်ကျွန်တော်လက်နဲ့ကန်ရတယ်အဲအဲ့လောက်ကြောင့်ဒီအကြောင်းအရာကြီးကိုဒီလိုအာနာသိန်းနိုင်ကိုကျွန်တော်မကြိုက်တဲ့အတွက်ကြောင့်ဒီထုတ်ဝင်ဖြစ်ခဲ့တာပေါ့ဩအဲ့တော့ညီအဲ့လိုမျိုးဆုံးဖြတ်တဲ့အချိန်မှာမိဘတွေကိုအတိပေးလားမိဘတွေကဘာပြောလဲ မိဘတွေကကကျွန်တော်ကတလားလောက်ကြိုးပြီးတော့အတီးပေးခဲ့တာကိုအတီးပြီးတော့ကျတော့အင်းကတော့မသွားသေးဘူးဒါပေမဲ့ကျွန်တော်သွားခဲ့ရအောင်အင်းကလိုက်ပို့တယ်ဟာအဲ့လိုလားဟုတ်ကဲ့အကိုအဲ့လိုကျွန်တော်ကလည်းအင်းမကအငယ်ဆုံးသားဆိုတော့ကျတော့အင်းကလည်းအဲ့လိုမသွားသေးချင်တာပေါ့မသွားသေးချင်တဲ့ခြေရံမှာကျွန်တော်ကတော့သွားမှာဒါယူတော့လုံမှာပေါ့လုံမှာဆိုတော့တို့ကတော့လိုက်တော့ပို့ပေးရှာရမဝင်တော့မဝင်သေးချင်ဒါပေမဲ့လိုက်ပို့ပေးရှာတယ်အင်းကဩပြီးပါပြီနော်အခုဆိုရင်တော့ဒါဂုံယူနေရပြီပေါ့ဒီတုတ်တုတ်အဲ့အဲ့ဘလောက်ရှိပါဂျေအဲ့ဘလောက်ရှိပါ နောက်တက်က27ရှိပြီကဟောဘေးတကယ်ဖိုက်တာတွေကွာဖိုက်တယ်ဖိုက်တယ်အဲ့တော့ဒါကျေတို့အခုကအမရှိတဲ့ရင်းအနေနဲ့ဗောနော်အဲအင်းတော်မှာပါဝင်တိုက်ပွဲဝင်ခဲ့တယ်ဗောနော်အဲ့တော့ဒီမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ကျေတို့ဘာတွေတွေ့ကြုံခဲ့ရလဲဘာဘလိုမျိုးခံစားချက်မျိုးတွေဖြစ်မိလဲဗောနော်အဲ့အဲ့အဲ့တွေ့ကြုံနေပတ်သက်လို့ဒီမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်လို့နည်းနည်းပြောပြစီချင်ဟုတ်ကဲ့ဗျကျွန်တော်အနေနဲ့ဒီမြို့သိမ်းဆိုတာကကျွန်တော်တို့ဘက်မှာကျွန်တော်တို့ဒီဘက်မှာမရှိတော့ကျွန်တော်အနေနဲ့ပထမဆုံးပေါ့အဲ့အင်းတော်ကကျွန်တော်ပထမဆုံးပထမဆုံးတွေ့ကြုံနေပြီးတော့ကျွန်တော်ကိုတက်ဆူမှုတာဝန်အနေနဲ့ယူရတာပေါ့ ကိုယ့်ရမှာပထမဆုံးအတွေ့အကြုံရောဖြစ်တယ်ဒီတက်ဆုံမှုတောင်းရော UI ဆိုမှလည်းလည်းစိုးရိမ်မှုရှိရပေါ့ကျွန်တော်တစ်ခါမှမတွေ့ကြုံခဲ့ဘူးတဲ့အတွေ့အကြုံမျိုးရရဆိုတော့တော်လဲစိုးရိမ်မှုရှိရပြီးတော့ကိုယ့်လူတွေကဒီဘာမှဒီကားတွေရောဟဲမက်တွေရောမပါတဲ့အဲ့ကြောင့်မို့အခြားသူတွေဆက်လို့ရှိရင်ကျွန်တော်ပို့ပြီးစိုးရိမ်ရတာပေါ့ကျွန်တော်တို့ကလည်းမပြည့်စုံတော့လက်နဲ့အင်အားကြီးမပြည့်စုံတော့တို့ကလေးအစကလေးကအနည်း90တော်ရှိရစစ်တပ်ကြီးကိုကျွန်တော်တို့အနေနဲ့သွားတိုက်တာဆိုတော့လွယ်တော့မလွယ်ဘူးပေါ့အကိုရဒါပေမဲ့လည်းကျွန်တော်တို့စိတ်နဲ့ပေါ့စိတ်ဓာတ်အင်အားနဲ့ တိုက်တော့ကြတော့အရှင်တော့တော်တော်ပြေးခဲ့ရတယ်ကျွန်တော်တို့ဆုံးချုံမှုတွေရောရှိရတဲ့အတိုင်းပဲအဆင်ပြေပါရဲ့အခုပေါ့လူငယ်ပိုင်းတွေများတော့တခုဆိုရင်လုံမယ်စောမယ်ဘာမှတော့မစဉ်းစားဘူးပေါ့တခုဆိုရင်လုံမယ်ကျွန်တော်တို့ကလည်းပြီးတော့ဟိုဟာအရန်တွင်နဲ့အရန်မကွာဘူးဗျာကျွန်တော်နေခဲ့ရမီတာ90လောက်တို့တက်ပြီးတော့လုံမယ်ဆိုရင်မီတာ30 25လောက်ကနေတက်ပြီးလုံခဲ့တာပေါ့အဲ့တော့ကျွန်တော်တခုဆိုရင်လုံမယ်ဘယ်လိုလုံရမလဲဘယ်လိုအဲ့နေရာကိုရန်တွင်နေရာကိုရဖို့အတွက်တို့လုံရမလဲကျွန်တော်တို့ လိုင်းချင်းတွေတူတယ်ဒီမြောက်တိုင်ကူတွေတူပြီးတော့မှတိုက်ခဲတာကိုမြောက်တိုင်ကူတွေရောတူတယ်ပြီးတော့အကုန်လုံးကလူငယ်လေးရဲ့အကြိုင်းဆော့ကြအကုန်တက်တက်ကြွကြနဲ့အာဆော့မယ်နှက်မယ်လုံမယ်သင်မန်းနာမျိုးတို့ကအဲ့ဒါမျိုးတားကြီးမငင်းညူရဲနဲ့တတော်ကိုလှူကျူးစားပြီးလှုပ်ခဲတာပေါ့အော်ဟိုဟိုဘက်ကကောင်တရရောဘလို့လဲဟိုဘက်ကကောင်တနေ့90တားကြီးတွေရောဘလို့ခြေနေပြီလဲအဲ့တုန်းကနေ့90တားကြီးတွေကျွန်တော်တို့လည်းတက်ပြီးတော့တိုက်ရောအကုန်ကုန်ဆုတ်ပြီးတော့ဒါကိုတို့ရောအားရောတို့ကတို့တို့အဲ့မှာကျွန်တော်တို့လည်းဆဆပြီးတော့ဝင်းပြီးတော့လှုပ်ရောဒီကောင်တွေကဒန်းတော့ခံနေရကိုနောက်ဆုံးကြတော့ကျွန်တော်တို့ RPG နဲ့ထူပြီးတော့ကျွေးလိုက်တာပေါ့။အော်အော်။အဲ့တော့ဒီကောင်လေးလည်းဟုတ်ကဲ့ကျွန်တော်တို့လည်းကျွန်တော်တို့တက်မှတ်ထားရတဲ့နေရာကိုရခဲ့တာပေါ့အခု။ဩဩအဲ့ဆိုအဖွဲ့တွေကအဲပူပေါင်းပြီးတိုက်တဲ့အချိန်မှာဒါဂျီမန်းချက်ကိုစီပေးပြီးတော့ချတာပေါ့နော်။အဲ့ကျတော့အဲတော်တော်များများကစိတ်အားထက်တန်ပြီးတော့လုံကြရည်တွေ့ရတယ်ညီလေး။အဲ့ကျတော့ဒီတိုက်ပွဲနဲ့ပတ်သက်လို့အဲဂျီမန်းချက်အောင်မြင်တဲ့အပေါ်မှာခန်းစားရတဲ့ခန်းစားမှုတွေရောဘာတွေရှိလဲ။ခန်းစားတယ်ခန်းစားမှုကတော့အခုတအားပြောတာပေါ့ပြီးတော့ကျွန်တော်တို့ ဒီကျွန်တော်တို့ဝင်ပြီးတော့လုခဲ့တဲ့နေရာကတခြားတပ်ဖွဲ့ဘက်တီအတွက်ရောနည်းနည်းလေးအရေးပါတဲ့နေရာဖြစ်နေရအောင်ကျွန်တော်တို့တိုက်တယ်6နာရီလောက်ကနေအဲ့လိုတိုက်တယ်ဒါပေမဲ့9နာရီလောက်ထိမရဘူးပေါ့နော်ဒီကောင်ကြီးကဒါခန်းနေရောအဲနောက်ဆုံးကြမှာပဲမထုတော့ဘူးအာ RPG နဲ့ပဲ RPG ထုလိုက်အောင်ဆိုပြန်ကြမှာထုလိုက်ခန်းကြမှာရတော့ပေါ့ကျွန်တော်နေ့6နာရီကနေစပြီးတော့တိုက်တာ9နာရီ တောင်းမှာရခဲ့တာကိုတို့နေအောင်ကျွန်တော်ကုနိုင်လမ်းတားပြောပေါ့အခုပြီးတော့ကျွန်တော်တို့နဲ့တို့နဲ့နီနီလေးဟိုကွန်ကရစ်လမ်းမှာဟိုဘက်ဒီဘက်ကိုချပြကျွန်တော်တို့ကတော့ပြောတာပေါ့တိုင်းနေတော့မင်းတို့ကောင်နေအလင်းဝင်မင်းတို့မိသားစုတွေကိုခေါ်ခဲ့တွေ့ပေးမယ်ခမင်းရောကျွေးမယ်နေနေကျွေးမယ်မင်းတို့အေးနေရပြကျွန်တော်တိုက်ဝဲကြမှာတိုင်းထမင်းစားအနေနဲ့မင်းတို့တော့ဘိုင်းနဲ့စားလို့မသိငါတို့တော့ပြည်သူတွေလာဖို့လေကျသားချင်းတွေကသားချင်းနေစားတာပေါ့နော်အဲ့လိုတွေပြောပြောချတာလူတွေကကြောက်ပြီးတော့တိုက်ခဲ့တာအဲ့ဒီတိုက်ပွဲမှာညင်မမရဖြစ်နေပါလိမ့်မမရဖြစ်ပြက်နေပါလိမ့်ရှင်ဝေဖြတ်ပြပါ အမေရဖြစ်တာတော့အခုကျွန်တော်တို့ခဏနားနေတဲ့အချိန်ပေါ့ကျွန်တော်တို့ဒီမှာပါလာတဲ့ဒီဂျီကာလေးရောချွေတနက်တီရောထောင်းခဏနားနေတဲ့အချိန်မှာကြောင်ကသူပြားပေါ်ကျွန်တော်တို့ခုံးချတာကျွန်တော်နားနေတာသူပြားပေါ်ခုံးအဲ့တော့ကျွန်တော်နှစ်နှစ်တိပြစ်တယ်ဆိုပြီးအကုန်ထပြီးတာပေါ့ရန်သူနဲ့တားနီးကန်နေတဲ့အချိန်ဆိုတော့ကျွန်တော်တို့လည်းအေးစီစီနားနေတဲ့အချိန်မှာကြောင်ကအဲ့နားမှာရှိတဲ့ကြောင်ကကျွန်တော်တို့နားနေတဲ့သူပြားပေါ်ဘုံဆိုခုံးချပေါ့ကျွန်တော်ကနှစ်နှစ်တိပြစ်ပြီးဟဲ့ဆိုအကုန်ထပြီးထွက်ပြီးတာအော်အဲ့လောက်ထိကိုနီးကန်နေရနော်အဲ့လောက်ထိနီးကန်တယ်အခုကျွန်တော်တို့ကဆိုအဲ့လို 18m ကွန်ကရစ်လမ်းလေးရမှာဟိုဘက်အိမ်ဒီဘက်အိမ်နဲ့အလိုမျိုးတိုက်ခဲ့တာ။ဟိုကြားနေအောင်ပေါ့စကားပြောရပါလေ။လမ်းမျိုးတွေအလုံးမဲ့ဒီဘူလေးမှတွေ့ရမယ်အကြောင်းအရာလေးကတော့ဘာလို့ဒီတိုင်းပဲလက်ရှိအခြေအနေမှာအန်ယူဂျီကနေပြီးတော့ဆရာစိုးဝေဆူကနေပြီးတော့မြေရောက်တရုံလေးမြေရောက်ကျောင်းလေးတိဆောက်ဖို့ပြောရတယ်ပတ်သက်ပြီးတော့မျိုးမျိုးဝေဖန်မှုတွေရှိကြမှာပါ။ဒီစားနဲ့ပတ်သက်ပြီးတော့ဆရာကိုသိမြန်နေတဲ့မြေရောက်ကျောင်းလေးမြေရောက်ဒီယုံနေဆောက်ခဲ့မယ်ဆိုရင်ရောဘယ်လိုမျိုးနေထားနေရှိမလဲဆိုတာကိုထောက်ပြတာဖြစ်တယ်မကြည့်ရသေးတော့လည်းမျိုးတွေအားလုံးပဲကျွန်တော်တို့ကြည့်တော်ရပါတယ်။တရုတ်နိုင်ငံမှာ Cooper PT ဆိုတဲ့ မြို့တမျိုးရှိပါတယ်အဲ့ဒီမြို့မှာနေလည်းမရှိ လာလည်းမရှိမိုးကောင်းငယ်ဆိုတာလည်းမရှိပါဘူးအဲ့ဒီမြို့အကြောင်းကိုနေမရှိလာမရှိကောင်းငယ်မရှိတဲ့မြို့ဆိုတဲ့နာမည်နဲ့2019ခုနှစ်တုန်းကကျွန်တော်စောင်းမားရေးခဲ့ပါတယ်အဲ့ဒီမြို့မှာဘာကြောင့်နေလည်းမရှိလာလည်းမရှိကောင်းငယ်လည်းမရှိရတာလဲဆိုတော့မြေကြီးအောင်မှာတွင်တုပြီးတော့စောက်ထားလို့ပါမြေကြီးအောင်မှာဟိုတယ်တွေစားတောက်ဆိုင်တွေရုပ်ရှင်ရုံတွေရေကူးကန်တွေသပင်းညက်ဆိုင်တွေခရီးရန်ဖျားရှိကိုကြောင်းနေပါချိပါတယ်အဲ့ဒါလို့မြို့တော်အင်ကအပြည့်စုံရှိတဲ့မြို့ကြီးတစ်မြို့ကို မြေကြီးအောင်မှာ တိဆောက်ထားနိုင်တာကတော့ကြီးကျယ်ခမ်းနားလွတ်လာပါတယ်။သူတို့ရဲ့လူနေမှုအဆင့်တန်းကလည်းမြင့်မြင့်မားမားပါပဲ။ဒါပေမဲ့အဲ့ဒါလိုမြို့တစ်မြို့ပေါ်ပေါက်တည်ရှိနေရတာဟာဘာကြောင့်လဲလို့မေးလို့ရှိရင်တော့အကြောင်းမျိုးမျိုးရှိပါတယ်။မြေကြီးထဲမှာတွင်းတုပြီးတော့အိမ်တွေဆောက်ဟိုတယ်တွေဆောက်ရတာကကုန်ကျစရိတ်မများဘူးလားလို့မေးစရာရှိပါတယ်။အဲ့ဒါကလည်းသူအကြောင်းနဲ့သူတို့လို့ဆိုရပါလိမ့်မယ်။ကူပါပီတီဆိုတာဩစတြေးလျဌာနေတိုင်းသားတွေရဲ့ဘာသာစကားနဲ့ခေါ်ထားတဲ့စကားဖြစ်ပြီးတော့အတိပ္ပယ်ကတော့ တွင်းအောင်လူဗျူးလို့အဓိပ္ပာယ်ရပါတယ်တွင်းထဲမှာအောင်နေကြတဲ့လူဗျူးတွေကိုဌာနေတိုင်းသားတွေကမြင်ပြီးတော့အဲ့ဒီမျိုးကိုအဲ့ဒါလိုခေါ်ရင်းနဲ့နာမည်တွင်းသွားတာပါအဲ့ဒီနေရာမှာဗမာလိုမဟုရဖလားသို့မဟုတ်ကျောင်းလိုခေါ်တဲ့ကျောင်းမြေရနာတစ်မျိုးထွက်ပါတယ်သူတို့စကားနဲ့ဆိုလို့ရှိရင် open လို့ခေါ်ပါတယ်လက်ဝက်လက်စားတွေမှာထည့်သွင်းပြီးတော့ဝတ်ဆင်လေးရှိပါတယ်အဲ့ဒီကျောင်းမြေရနာတူဖော်တဲ့လုပ်ငန်းတွေအဲ့ဒီဒေသမှာရှိပါတယ်ယာတိဥရုကလည်းအဲ့ဒီမှာအလွန်ပူပြင်းပါတယ်တဲကန္တရယာတိဥရုမျိုးပါမြေကြီးပေါ်မှာအပူချိန်50ဒီဂရီစင်တီဂရိတ်အထိတောင်ရှိတတ်ပါတယ် မြေကြီးအောင်မှာမြို့တယ်ပြီးတော့အဲ့ဒီအပူတန်းကိုကောက်ွယ်နေထိုင်ကြတာပါနောက်ထပ်အခြေအနေတစ်ခုကတော့အဲ့ဒီဒေသမှာတစ်ပင်ဝါပင်တိတ်ရှားပါတယ်အဲ့တော့မြေကြီးပေါ်မှာတစ်နဲ့ဝါနဲ့အိမ်ဆောက်ဖို့ဆိုလို့ရှိရင်တော်တော်ကိုအခက်အခဲရှိတာပါအဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်မြေကြီးအောင်မှာအိမ်ဆောက်နေကြရာကနေပြီးတော့နောက်မှာဟိုတယ်တွေရေကူးကန်တွေစားတောက်ဆိုင်တွေရုပ်ရှင်ရုံတွေပါရှိတဲ့အမျိုးကြီးတစ်မျိုးဖြစ်လာတာပါမြေကြီးအောင်မှာပထမဆုံးအိမ်ဆောက်ပြီးတော့နေကြတဲ့သူတွေကတော့တတ်ထုတွင်တူတဲ့အလုပ်သမားတွေပါသူတို့အတွက်မြေကြီးအောင်မှာ တွင်းတူးရတဲ့အခါချင်းတွေကအထူးကုန်ကြကြမလို့ပါဘူးတတ်ထူတွင်တူတော့ကဖြစ်နေတဲ့တွင်းနေမှာပဲအိမ်နဲ့တူအောင်ပြင်ဆင်ပြီးတော့နေလိုက်ကြတာပါမြန်မာနိုင်ငံမှာစာတင်ကျောင်းတွေကိုစစ်ကောင်စီကဘုံကျဲလိုက်တာအာဏာသိမ်းပြီးတဲ့နောက်၄နှစ်အတွင်းမှာစာတင်ကျောင်းစုစုပေါင်းအကျဉ်း330ကျော်ရှိသွားပါပြီမယုံမရှိကြပါနဲ့စာတင်ကျောင်းတွေကိုတမင်ကိုလိုက်ပြီးတော့ဘုံကျဲနေတာပါဆေးရုံတွေကိုလည်းတမင်ရှာပြီးတော့ဘုံကျဲပါတယ်ချန်ကင်တို့ဆေးရုံလို့နာမည်ပေးထားတဲ့ဒေါက်တာဆွန်းမင်းတို့ရဲ့ဆေးရုံကိုလည်းခဏခဏပုံကျက်ခံရလို့မကြာခဏနေရာရွှေ့ပြောင်းရတဲ့အကြောင်းကို သူကိုယ်တိုင်စောင်းမားတွေရေးထားတာရှိပါတယ်စေယုံအတုပုံတရံလုပ်ပြီးတော့အဝတ်တွေပါတယ်လှမ်းပြထားတာတောင်မှလာပြီးတော့ဘုံကျဲတာခံရအောင်လဲသူစောင်းမားရေးထားတာရှိပါတယ်စာတင်ရောက်နေတဲ့စေယုံတွေကိုပြင့်မှတ်ထားဘုံကျဲတာဟာပြည်သူလူထုကိုချိန်ချောက်တက်ဖြတ်တာပါပြည်သူလူထုကသူတို့နဲ့မြင်မှာတော်လိုင်းသမားတွေကိုလက်မခံအောင်နောက်မှာတခြားနေရာကပြည်သူလူထုတွေကလည်းတော်လိုင်းသမားတွေကိုလက်မခံရဲအောင်ဆိုပြီးတော့ချိန်ချောက်ပညာပေးတဲ့အနေနဲ့တက်ဖြတ်ပြနေတာပါအဲ့တော့စာတင်ကျောင်းတွေကိုမြေကြီးအောင်မှာ စောက်ကြမယ်လို့ဒေါက်တာဇော်ဝေဆိုးကထပြောပါတယ်။ဆရာဇော်ဝေဆိုးကအရင်မပါဖျားမပါ သူစဉ်းစားမိတဲ့နေရာကနေရုပ်တရက်ထပြောတတ်တဲ့အလေးထရှိတော့မကြာခဏဆဲဆိုတာလောင်ပြောင်းတာကိုခံရတဲ့အကြောင်းသတိထားမိပါတယ်။အခုလဲသူ့ကိုလောင်တဲ့လူကလောင်ဆဲတဲ့လူကဆဲကြပါတယ်။အဲ့ဒါကြောင့်ကျွန်တော်ကကူပါ PT မြို့အကြောင်းကိုပြောတာပါ။ကူပါပီတီကိုနေမရှိလားမရှိကောင်းငွေမရှိတဲ့မျိုးလို့ကျွန်တော်ပြောခဲ့ဘူးပါလေအခုလည်းနေမရှိလားမရှိကောင်းငွေမရှိတဲ့စာတင်ရောင်းနေကိုသာကျွန်တော်တို့တိဆောက်နိုင်မယ်ဆိုလို့ရှိရင် အဲ့ဒါဟာမဖြစ်နိုင်တဲ့အရာတခုတော့မဟုတ်ပါဘူးဖြစ်နိုင်ပါတယ်ဒါပေမဲ့လွယ်လွယ်နဲ့တော့စပယ်တွေပွင့်မှုဆိုတဲ့စကားလိုပါပဲလွယ်လွယ်နဲ့တော့မဖြစ်နိုင်ပါဘူးအခက်အခဲတွေကိုသိပ်ပံနီးကြကြော်လွှားနိုင်မှသာဖြစ်နိုင်ပါပါအဲ့ဒီအတွက်အားထုတ်မှုများစွာလည်းလိုအပ်ပါတယ်အထူးလိုအပ်တဲ့အရာတွေကိုထောက်ပြမယ်ဆိုလို့ရှိရင်တော့နံပါတ်1ငွေလိုပါတယ်အဲ့ဒီငွေကို NUG ကရှာဖွေထောက်ပံ့မယ်ဆိုလို့ရှိရင်ရနိုင်ပါတယ်နံပါတ်2ကတော့ကရိယာတစားပလာတွေလိုအပ်ပါတယ်မြေကြီး24ရန်နေရာကြီးတွေကအစတခြားလိုအပ်ချက်အမျိုးမျိုးရှိနေပါတယ်နံပါတ်3ကကျွမ်းကျင်ပညာရှင်လိုအပ်ပါတယ် ်အင်ဂျင်နီယာနဲ့တခြားကြွန့်ကျင်ပညာရှင်တွေပါကြွန့်ကျင်ပညာရှင်တွေမပါဘဲနဲ့အမြေကြီးထဲမှာလှိုင်းကောင်းတူးပြီးတော့မိခွက်ထစာတင်လို့ရှိရင်ကာဗွန်မိုနောက်ဆိုက်အစိတ်တင့်ပြီးတော့လူများပြားအသက်ဆုံးရှုံးနိုင်တဲ့အန္တရာယ်မျိုးတွေရှိနိုင်ပါလေနံပါတ်၄ကတော့စည်ရေးလုံခြုံရေးအမြင်ရှိတဲ့လူလိုအပ်ပါတယ်စစ်ကောင်စီကလေရင်နဲ့လာပြီးတော့ဘုံမကျန်းနိုင်တာကတော့ဟုတ်ပါရဲ့မြေပြင်ကနေထိုးစစ်ဆင်တိုက်ခိုက်တာခံရမယ်ဆိုလို့ရှိရင်လေရင်းနှီးမြှုပ်နှံထားတာတွေအလကားဖြစ်နေတယ်လို့ ကြောင်ပိတ်မိသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။နံပါတ်5ချက်ကတော့ဥဆောင်မဲ့လူလိုပါတယ်။ NUG လိုအဖွဲ့အစည်းသို့မဟုတ်တခြားငွေကြေးအင်အားတောင့်တင်းတဲ့အဖွဲ့အစည်းမျိုးကနေပြီးတော့လက်တွေ့ဥဆောင်မှုပေးမှသာဖြစ်နိုင်ပါမယ်။ဗဇက်ကနေလောက်ကြပါလားဟေးလို့တိုက်တွန်းနေုံနဲ့ကတော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ဗဇက်ကနေလေးနဲ့တက်တက်တိုက်တွန်းနေဆိုတာအကြံပေးတယ်ဆိုတာမျိုးက NUG လောက်ရမယ့်အလုပ်မဟုတ်ပါဘူး။ကျွန်တော်တို့လိုသတင်းသမားတွေလောက်ရမယ့်အလုပ်မျိုးပါ။ကြုံတွေ့လာနိုင်တဲ့အန္တရာယ်တွေကိုလည်းကြိုတင်ပြီးတော့စဉ်းစားကာကွယ်ဖို့လိုပါတယ်။ဥပမာအဖြစ်မြင်းကလေးအန္တရာယ်ရှိလာနိုင်သလား။ ရေမြုပ်နိုင်တဲ့အန္တရာယ်ရှိနိုင်သလားမျက်နှာနီးပြီးတော့ရေလွှဲနိုင်တဲ့နေရာမျိုးဆိုလို့ရှိရင်ပို့ပြီးတော့အလုတ်ဖြစ်မလားအညာကရန်ကုန်လိုမျိုးနေတိုင်းမိုးရွာနေတဲ့နေရာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့တစ်ခါတလေမိုးကြီးလေကြီးတဲ့ဆိုတာမျိုးကတော့အညာမှလည်းဖြစ်တတ်ပါတယ်မြေကြီးပေါ်မှာတောင်မှမိုးကြီးလို့ရှိရင်ရေလွှဲတတ်ပါသေးတယ်အဲ့ဒါတွေကိုကြိုတင်တွက်ချက်ပြီးတော့ကာကွယ်ဖို့ကပညာရှင်တို့ပါတယ်နောက်ပြီးအလင်းရောင်ရအောင်ဘယ်လိုလုပ်မလဲဆိုတာမျိုးကလည်းကြွန့်ကျင်ပညာရှင်ရဲ့အကူအညီလိုပါတယ် NUG ကအစိုးရပုံစံနဲ့ဖွဲ့ထားတဲ့အဖွဲ့အစည်းကြီးပါ ဩစတြေးလျကူဖာ PT လို့မြို့မျိုးကိုကိုယ်တိုင်သွားလေ့လာပြီးတော့အကြံဉာဏ်တောက်ခံလို့ရပါတယ်။ဩစတြေးလျမှာမြန်မာတွေလည်းအမြောက်များရှိပါတယ်။သွားလေ့လာခိုင်းလို့ရပါတယ်။နောက်တစ်ချက်ကတော့ cost effective ဖြစ်မဖြစ်ကိုစဉ်းစားတွက်ချက်ဖို့လိုပါတယ်။ဆိုလိုတာကငွေကုန်ခံတလောက်အကျိုးတကယ်ရှိမရှိဆိုတာကိုကြိုတင်တွက်ချက်ဖို့လိုပါတယ်။မဖြစ်နိုင်ဘူးလို့တော့မထင်ပါနဲ့။ VNM မှာဆိုလို့ရှိရင်လှိုင်းကောင်းတူပြီးတော့စစ်တိုက်တာတိတ်ကိုအောင်မြင်ခဲ့ပါတယ်။လှိုင်းကောင်းတူပြီးတော့စစ်တိုက်တဲ့အလုံမှာ VIP ကောင်းတွေဟာတကယ် expert တွေပါ။ တလောက်ကရခိုင်မှာလဲလှိုင်ကောင်းတူးပြီးတော့တိုက်သွားတဲ့တိုက်ပွဲတစ်ခုကြားလိုက်မိပါတယ်ဗီယက်နမ်ကသဘာဝလှိုင်ကောင်းတွေကလည်းပေါ်ပါတယ်တရုတ်ပြည်နဲ့ဗီယက်နမ်မှာတောင်စောင်းမှာရှိတဲ့လှိုင်ကောင်းတွေထဲမှာခလီတွေကိုစာတင်မှုတာတွေရှိပါတယ်ကျွန်တော်တို့တိုက်ပြည်မှာလည်းရှိနေပြီးသားတောင်တွေရဲ့တောင်စောင်းမှာလှိုင်ကောင်းတူးပြီးတော့ဆေးရုံစာတင်ချောင်းလုပ်မယ်ဆိုလို့ရှိရင်တော့ဆော့ဆော့ကပြောတဲ့အခက်အခဲတွေတွေကတော်တော်များများကိုအလိုလိုကြော်လွှားပြီးသားဖြစ်သွားမှာပါကျွန်တော်တို့ဗမာလူမျိုးတွေဟာအကြံကြီးကြီးကြမ်းမှာကိုဝင်လေးတက်ပါတယ်။တယောက်ကကြံစပြောဆိုလိုက်လို့ရှိရင်လဲ why ဟာပြီးတော့ဖြည့်ဆည်းတတ်ကြပါလေ ကမ္ဘာပထမဆုံးမြေအောက်မီထားဗုဒ္ဓယုံကိုအင်္ဂလိပ်ကတိစောက်ခဲ့တာ1863ခုနှစ်ကတည်းကပါ Baker Street မြေအောက်ဗုဒ္ဓယုံစောက်ခဲ့တာပါကုန်းမောင်ခေတ်ဘရင်ခေတ်ကတည်းကပါကျွန်တော်စီမှာကုန်းမောင်ခေတ်ဘရင်ခေတ်ပဲရှိပါသေးတယ်အဲဒီကြောင့်ကျွန်တော်စီမှာဝင်းတုံးနဲ့ဆက်တိုက်တာကိုဂုံယူနေကြတဲ့ခစ်စီလောက်ကပါကြံလို့ရှိရင်ဖြစ်နိုင်ပါတယ်အဘေးကူညီမှုတွေတော့လိုအပ်ပါမယ်တယောက်ကလုံးမဲ့ကျန်တာနဲ့ဝိုင်းဖြစ်တာကအရင်လာမယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုခက်ခဲတတ်ပါတယ် ဆောစောကမြေအောင်မြို့တော်ဆိုတာမျိုးတွေဟာဩစတြေးလျတနိုင်ငံထဲမှာပဲရှိတာမဟုတ်ပါဘူးတူနီစီးယားရှီဟောင်းဘာဘာလူမျိုးတွေတိဆောက်လာခဲ့တာကြားလာပါပြီတူရကီမှာလည်းတောင်ဆောင်မှာလှိုင်ကောင်းဖောက်ပြီးတော့မြို့တည်ထားတာမျိုးတွေရှိပါတယ်ဒါကနာမည်ကြီးတဲ့နေရာတချို့ကိုရွေးပြီးတော့ပြောတာပါနောက်ထပ်တခြားမှာလည်းရှိပါသေးတယ်အခုကျွန်တော်ပြောတာကစီမံကိန်းအကြီးကြီးပါငွေကုန်ကြေးကြလည်းများပါတယ်အောင်မြင်လုပ်နိုင်လို့ရှိရင်တော့တကယ်အကျိုးရှိနိုင်ပါတယ်တိထက်လွယ်တဲ့နီလန်မျိုးတွေလည်းရှိနေပါတယ်ဥမာစာတင်ချောင်းတိုင်းမှာစေယုံတိုင်းမှာဘုံကိုချင်းတွေတူထားတာမျိုးပါ ဘာပဲဖြစ်ဖြစ်အဲ့ဒါကငွေကုန်ကြေးကျနေပြီးတော့လွယ်လွယ်ကူကူနဲ့လုပ်လို့ရအကျိုးလည်းရှိနိုင်ပါတယ်ဒါပေမဲ့အိုးရိန်တွင်သင်္ကန်းစားကိုကြည့်မယ်ဆိုလို့ရှိရင်လေရင်လာတဲ့အချိန်မှာရှောင်းတိမ့်မှုပြင်ဆင်ဖို့အချိန်ကတမိနစ်မပြည့်တဲ့တမိနစ်အောက်စက္ကန့်ပိုင်းပဲရတယ်လို့အဲ့ဒီအကြောင်းကဆရာမတွေကပြောပါတယ်အဲ့ဒီတမိနစ်အောက်အချိန်အတွင်းမှာလူအလုံးဘုံကိုကျင်တဲ့ရောက်ဖို့ဟာခက်ခဲပါတယ်တမိနစ်တည်းဆော့ပြီးတော့ကြိုတိဖို့ဆိုလို့ရှိရင်လေကိုယ့်တယ်ဘက်ကိုဥတီပြီးတော့လေရင်မြန်လာပြီဆိုတာနဲ့ချက်ချင်းသတင်းပို့အချက်ပေးတဲ့အစနစ်မျိုးရှိရပါမယ် ုံရလူကလုံနေတာမျိုးမဟုတ်ဖက်နဲ့ဘ ਹੁ လီကျောင်းအချက်ပေးဌာနဆိုတာမျိုးဖွင့်ထားဖို့လိုပါတယ်။အဲ့ဒါလိုစနစ်မျိုးနဲ့ပူးတွဲပေးထားမှသာအကျိုးရှိနိုင်ပါမယ်။ဒါကလည်းလေရင်ကအဲ့ဒီဘက်ကိုဥတီလာတဲ့ဆိုတိုင်းကိုရွာကိုလာတာဟုတ်ချင်မှဟုတ်ပါမယ်။လေရင်ကိုပဲလာပြီးဆိုတာနဲ့တမျိုးနယ်လုံးမှာရှိတဲ့ရွာတွေအားလုံးကဘုံခုချင်းနဲ့စင်ကြရမယ်တဘောမျိုးရှိနေပါတယ်။မကြခဏဘုံခုချင်းနဲ့စင်ကြရမယ်ဒုက္ခမျိုးရှိလာနိုင်ပါတယ်။မတတ်နိုင်ပါဘူး။ဒီလိုရွေးရွေးပေါ်မှာအောက်ချုပ်တဲ့အသူမျိုးရှိနေမှာတော့ဒီလိုဒုက္ခမျိုးကို ရင်ဆိုင်ဖြည့်ရှင်းရတော့မှာပါပဲ။ဘာပဲပြောပြောဒီကိစ္စမျိုးဟာဖြည့်ရှင်းလို့မရတဲ့ပြဿနာတော့မဟုတ်ပါဘူး။တိတိကျကျစဉ်းစားပြီးတော့အမှန်တကယ်ကြံစဖြည့်ရှင်းကြလို့ရှိရင်နီလန်းတွေ့နိုင်ပါလေ။စစ်ကောင်စီကရုံမှရက်ဆက်လုံလို့သားကျွန်တော်တို့ဒါမျိုးတွေတွေ့တော့နေရတာပါ။ဒါပေမဲ့စစ်ကောင်စီကအမှန်တကယ်ကိုရုံမာတာပါ။တိတက်ပို့ပြီးတော့လည်းပုံကျဲအောင်မှာပါ။အဲ့ဒီတော့စဉ်းစားကြပါကြံစကြပါလက်တွေ့အကောင့်ထဲပေါ်ကြပါလို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။